အာမတော် model academy now soul season က2019ဆိုတော့အခုချိန်မှာအချိန်ကနည်းနည်းလေးกว่าဟာသွားပြီဆိုတော့အဲ့ထဲကအာအောင်မြင်နေတဲ့ကလေးတွေကအခုဆိုအချိန်တိုင်းတာတစ်ခုမှာနေရာတစ်ခုကိုရောက်နေအောင်စ조사ဖို့စ조사နေပြီပေါ့เนาะရောက်နေကြပြီဆိုတော့ဒီနောက်ထပ် season ကြာလို့ရှိရင်လဲသူကအချိန်လေးတော့နည်းနည်းယူမှာပဲဟိုဟိုအချိန်တိုင်းတာတစ်ခုကြာမှတာသူတို့ရဲ့စ조사မှုတွေကိုထုတ်ပြနိုင်ပါလေဆိုတော့အခုဆိုရင်ဒါ model academy ပြီးတော့6နှစ်လောက်တောင်ရှိသွားပြီဆိုတော့ ခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရင်အားရတယ်။အာပြီးတော့နောက်ထပ်နောက်နှစ်မှာရိုက်မဲ့အစီအစဉ်ကြလို့ရှိရင်လည်းဒီဒီထက်ငယ်တဲ့ကလေးတွေကနေပြန်ဆောက်အောင်မှာပေါ့နော်။အာမကလေးတွေအမသမီးတော်မှအသက်22နှစ်ရှိပြီဆိုတော့ခုကလေးတွေပြန်တွေ့အော်ဖိုင်ဖြစ်သွားလို့နုပြခြင်းရဲ့ low web ချက်ကအမစီမှာရှိပါတယ်လာခဲ့ပါအကုန်လုံးမျှဝေပေးဖို့အစီအစဉ်မှာလို့ ပါဒီနေ့ဒီဇိုင်နာ၉ယောက်ကလာမရဲ့ဟိုးအရင်တည်းကလုပ်ဖို့ကံမဲ့အနည်းပညာမောင်တို့မှတငယ်ချင်းတွေဆိုတော့လာပြီးတော့အားပေးရတာပေါ့ရှင်ငယ်ဘွားရေလိုတော့မဟုတ်ဘူးတောက်ရှောက်အမဒီအဆက်ပြတ်သွားတာ၄နှစ်ရှိပြီဆိုတော့အခု၄နှစ်မတိုင်ခင်အချိန်တွေကိုသတိရနေတာလိုက်ပြီးရွေးနေလိုက်အစင်းရောင်းနေလိုက်ဖိုက်ပြီးပြီးလိုက်ပေါ်မှာတော့ဆရာကြီး င်နေမနေပြီးတော့ကဘာကြီးပါတိမ်ပိုင်မယ်တတိုးရဲ့ fight bb အမရဲ့အလုပ်ဆိုတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ရောကိုယ်ရောပတ်သက်ပြီးမှဒီလေးနှစ်အချိန်ကာလအတွင်းမှာကလေးထင်းရင်းနဲ့ပေါ့နော်အာပြန်ပြီးတော့လေ့လာတယ်ဒီထက်ပိုပြီးတော့အာမျှဝေထံမှလေ့လာထားတာရှိတယ်ဆိုတော့အခုဒီပြန်လာတဲ့အချိန်ကလည်းဒါတွေပြန်ပြီးတော့မျှဝေဖို့ပေါ့နော် ပြီးရင်အလုပ်တွေလည်းပြန်လုပ်မယ် ကွန်မန့်တွေကတော့ဒါကို့ချင်းတော့လေဒီလိုပဲပြောမှာပေါ့နော်ဒါမဲ့လေအမအနေနဲ့ကကိုကဒီကျမကြီးနဲ့ပတ်သက်ပြီးတော့အားလုံးတက်ဆံပြဖြစ်နေရမှာဖြစ်တဲ့အတွက်ကိုကိုရိုင်းကလည်းဒါသူများယုံကြည်အောင်ဆံပြနေထိုင်ပေးရမှာဖြစ်တဲ့အတွက်ဒီလိုမျိုးစူးစမ်းထားရတာအာပြီးတော့ကိုမြဝင်မဲ့အရာတွေကလည်းဒါကိုကိုရိုင်းကအရှိရနေယုံကြည်အောင်လုပ်ပြနိုင်မှာ အားလုံးကယုံကြည်ကြမှာဆိုတော့အမကြိုးစားနေပါတယ်လို့အမပြန်မလာခင်တည်းကပေါ့နော်ဒီမှာတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကိုယ့်ရဲ့ဒီအမှုပညာမောင်နှမတွေကိုမော်ဒယ်ကက်ဒမီကနေမွေးထုတ်ပေးခဲ့တဲ့ကလေးတွေသူတို့အောင်မြင်နေတာဒီ modeling လောကတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင်မတော် model academy ကနေ traffic ကလေးတွေကဟိုအထိတ်မှာကြီးစိုးထားတာတွေ့ရတော့မှအရန်ကိုကုန်ယူတယ်အရန်လဲဝမ်းသာတယ်အားလဲအားရတယ်ခြေနဲ့တယ်ပြီးတော့အခုနောက်ထပ်လာမယ့် model academy မှာလည်းကိုစင်အောင်ကတကယ်အမိုက်စားဒီထက်အများကြီးပို့ပြီးတော့ကျေပြန့်တဲ့ challenge တွေနဲ့လုပ်ထားတယ်ဆိုတော့အမလည်းစိတ်လှရှားစွာစောင့်နေပါတယ်လို့ model academy ကဒါအစိုးရရဲ့အမရုံးနဲ့ပဲစခဲ့တာဆိုတော့ကိုစင်အောင်ကသူလည်း တစ္ဆာရှိစွာနဲ့အမတို့နဲ့ပဲဆက်လုပ်မယ်ဆက်လုပ်မှာပဲเนาะအာအမတို့ model academy now so season က2019ဆိုတော့အခုချိန်မှာအချိန်ကနည်းနည်းလေးกว่าဟသွားပြီဆိုတော့အဲ့ထဲကအာအောင်မြင်နေတဲ့ကလေးတွေကအခုဆိုအချိန်တိုင်းတာတခုမှာနေရာတခုကိုရောက်နေအောင်စူးစမ်းဖို့စူးစမ်းနေပြီပေါ့เนาะရောက်နေကြပြီဆိုတော့ဒီနောက်ထပ် season ကြလို့ရှိရင်လဲသူကအချိန်လေးတော့နည်းနည်းယူမှာပဲဟို ဟိုအချိန်တိုင်းတာတစ်ခုကြမှာဒါသူတို့ရဲ့စူးစမ်းမှုတွေကိုထုတ်ပြနိုင်ပါလေဆိုတော့အခုဆိုရင်ဒါ Knowledge Academy ပြီးတော့6နှစ်လောက်တောင်ရှိသွားပြီဆိုတော့အခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရန်အောင်အားရတယ်အာပြီးတော့နောက်ထပ်နောက်နှစ်မှာရိုက်မဲ့အစီအစဉ်ကြလို့ရှိရင်လည်းဒီဒီထက်ငယ်တဲ့ကလေးတွေကနေပြန်ဆောက်အောင်ပါတော့เนาะ အမကလေးတွေအမသမီးတော်မှအသက်22နှစ်ရှိပြီဆိုတော့အခုကလေးတွေပြန်တွေ့အော်ဖိုင်ဖြစ်သွားလို့သမီးကတော့အမအခုနေတဲ့ကျွန်းမှာကိုစမွေမှာသူကသူစီးပွားရေးလေးလုပ်ပြီးတော့သူကသူပျော်နေပါတယ်လူပညာတော့သူကစိတ်ဝင်စားအာသူကအမှုပညာနဲ့ပတ်သက်ပြီးတော့သူ့မှာပိုးပါတယ်သူ့မှာပါရမီပါတယ်ဒါမဲ့သူက ဝါသနာမပါဘူးဆိုပြီးမလုပ်ဖဲနေတော့မှလည်းမတွန်းဘူးပေါ့နော်အမတို့ဒီ model academy စခဲ့တဲ့အချိန်တုန်းက2017-23ဆိုတော့ဒီလိုမျိုး reality show တွေနဲ့ပတ်သက်ပြီးတော့တိကျတဲ့ကမရင်နေသေးဘူးအဲ့တော့အမတို့ judge တွေကလည်းကိုဒါလုပ်ဆရာရှိတာလုပ်ရမယ်ပြောဆရာရှိတာပြောရမယ်မကြောက်မရွံ့နဲ့ပြောတဲ့အချိန်မှာအပြောခံရမယ်ဘာကြောင့်လဲဆိုတော့ပြည်သက်တွေကဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့အတွက် ဒီ Model Academy Season 3ရောက်တဲ့အချိန်မှာတော့အမတို့ judge တွေကလည်းလုံးဝ short တာမရှိဘူးပြောစရာရှိရင်လုံးဝပြောတယ်ရင်ထဲကစကားအတိုင်းကိုပြောတယ်ဘာမှအချိုးသားတာတို့ short ထားတာတို့ဟန်ဆောင်တာတို့မရှိတဲ့အတွက်ဒါပေမဲ့အဲ့ဒီတစ်ချိန်ကျတော့ပြည်သက်တွေကနားလည်လာပြီဒါ reality show ဆိုတာဒီလိုပဲပြောစရာရှိတာပြောရမယ်တိုင်ပင်ထားတာမဟုတ်ဘူးတိုက်ထားတာမဟုတ်ဘူးအဲ့တော့ဒီဖြစ်လာတဲ့အတိုင်းကိုတကယ်ဒါရတဆုံပေါ့နော်ဒရာမာလည်းပါတယ်အမတို့အော်စရာတွေလည်းပါတယ်ကြောက်စရာတွေလည်းပါတယ်ငိုစရာကြီးစရာတွေပေါ့ ကျွန်တော် now ဒါ entertainment အစီအစဉ် show ဖြစ်တဲ့အတွက် now အပိုင်းတွေမှာလည်းမတို့ judge တွေကလုံးဝ short သွားဖို့အကြောင်းလုံးဝမရှိဘူးဒီထက်ပိုပြီးတော့ပြင်းပြင်းထန်ထန်ပြောစရာရှိရင်ပြောမယ်လုပ်စရာရှိရင်လုပ်မယ် challenge တွေကလည်းဒီထက်ပိုခက်ရင်ခက်နိုင်တယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာပြည်သားကအခုဆိုရင်နားလည်လာပြီးတော့အဓိကတော့ခံစားချက်မျိုးစုံပေးချင်တာအမတို့ရဲ့ဒီအာ show ရဲ့ကြီးရွယ်ချက်ကို this is entertainment ဖြစ်တဲ့အတွက်အဲ့တော့ရသဆုံး ကြည့်ချင်တဲ့ခံစားချင်တဲ့ဆိုရင် Model Academy ကိုစောင့်ပြီးတော့အားပေးပါလို့မှပြောချင်ပါတယ်။အမ 1990s ထဲကဒီအမှုပညာလောကရဲ့ဝင်မယ်ဆိုရင်ဒါငယ်သေးတယ်ငယ်သေးပေမဲ့လည်းမဆုံးဖြတ်ထားတာကအမှုပညာတဲ့ဖြစ်လာပြီဆိုတာ ਨੇ အပြောခံရမှာပဲ။ ိုက်ခက်တော့ Facebook တွေပါတော့မရှိသေးဘူးဒါပေမဲ့ပြောတာကတော့ဘယ်လောကဘယ်အချိန်ဘယ်နေရာမှာမဆိုရှိနေမှာဖြစ်တဲ့အတွက်ဒါဟုတ်ကြောက်နေမယ်ဆိုရင်အမှုပညာလုပ်လို့မရဘူးအမှုပညာလုပ်ချင်တယ်ဆိုရင်လည်းဒီအရာကိုပြင်ဆင်ပြီးသားနဲ့ရင်ဆိုင်နိုင်ရမယ်လို့မှဆုံးဖြတ်ပြီးမှလုပ်ခဲ့တာဖြစ်တဲ့အတွက်ပရိသတ်တွေပါပဲပြောပြောအမတို့ကလုပ်ဆရာရှိတာတော့ဆက်လုပ်သွားတယ်အဲ့ပုံမှာလည်းမသိပြီးခံစားချက်တွေမထားဘူးအာတကယ်လဲနားထောင်တယ်ဖတ်လဲဖတ်တယ်ဒါပေမဲ့ဒီပြည့်သက်တွေ ီဝေဘာနာနဲ့ပတ်သက်ပြီးတော့အမရဲ့ရှေ့ဆက်သွားမယ်အလုပ်တွေကိုထိခိုက်တာတော့မရှိပါဘူးအာဒါကတော့အများအားရှိနေမှာဖြစ်တဲ့အတွက်ကိုယ့်အတွက်ကလည်းမုန်းတဲ့လူမရှိဘူးဆိုရင်တော့ဒါတခုခုမားရွေးနေပြီလူတိုင်းမှာကြိုက်တဲ့လူရှိလို့မုန်းတဲ့လူကရှိမှာလေအဲ့တော့အဲ့တက်ကိုလည်းအမကရင်ဆိုင်ပြီးတော့ရင်ဆိုင်ထားတဲ့အတွက်ပြည့်စုံတာမရှိပါဘူးလို့လေးနှစ်တာကျွမ်းမော်မာနေခဲ့တဲ့တော့ကအမသားနဲ့တေးတေးချာချာလေးအချိန်ဖြုံးလိုက်ရတယ်သူ့ရဲ့ teenage ဆယ်ကျော်သက် အချိန်လေးတွေဥမာတေးသေးချာချာသူနဲ့ရင်ကရင်နဲ့မကွာတူတူနေပြီးတော့ထိန်းချောက်လိုက်ရတဲ့ဒါအမရဲ့အကြီးမားဆုံးသောရလတ်ပါပဲကျောအခုသားအอสတြေးလျကိုနောက်ထပ်ကျောင်းဆက်တက်ဖို့သွားပြီဆိုတော့အမဟိုမှာအလုပ်မရှိတော့ဘူး full time မှာမြေလောက်ကနေပြီးသွားပြီဆိုတော့အခု full time modeling လုပ်ဖို့ပြောင်းနေတော့မယ် ရှင်းရှင်းပြောရရင်တော့အမရိုက်ကူးသမျှ TV show တွေခုမှ Memory Channel တွေ့လဲမှ Ambassador တွေလောက်ခဲ့ပြီးရယ် TV show တွေအများကြီးရိုက်ခဲ့ပြီးရယ်ဒီထဲမှာမှ Model Academy အမရဲ့အသက်သွေးကြောလို့ပြောရင်ရတယ်ဒါ Model Academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရည်တည်နေတယ် တော့အခုပြန်လာရဲဆိုတော့လည်း model academy ပြန်ပြီးတော့လောက်တော့မှဖြစ်တဲ့အတွက်မအချိန်မီပြန်လာရတာပေါ့နော်ဒီပွဲမှာအခု designer ကိုရောက်လို့မှ congratulate လုပ်ချင်ပါတယ်အရန်ကိုအောင်မြင်ပြီးတော့အခုလူတွေအကုန်လုံးကို serve လုပ်နေတာတွေ့ရတဲ့အတွက်အရန်ကိုဂုဏ်ယူပါတယ်ဒါကြောင့်လည်းလာပြီးတော့အားပေးရတာပါအားပေးနိုင်တဲ့အတွက်လည်းမှအရန်ကိုဝတ်သားရပါတယ်မြို့ပြချင်းရဲ့လိုဝဲချက်ကအမစီမှာရှိပါတယ်လာခဲ့ပါအကုန်လုံးကိုမျှဝေပေးဖို့အစီအစဉ်မှာလို့